တပည့်တော်နိုင်ငံပြတ်တာဇာရေးဆရာတွေရဲ့တာဝန်မကင်းဘူးဇာရေးဆရာလားနိုင်ငံရေးသမားလားမသိဘူးတူတောင်ပြောမြောက်ပြောလျှောက်ပြောတာအစိုးရ20ပြတ်တာနော်20ဒီမိုကရေစီရလိုက်လို့ဒါပဲ30လောက်ရရင်နိုင်ငံထိတဲ့ပို့သွားမယ်ထင်တယ်အဲဇာရေးဆရာလာရင်ဘာတွေးစရာပါလဲဇာရေးဆရာပြန်ရင်ဘာတွေးစရာကျန်တွေးတာအကောင့်တွေးပဲဖြစ်အောင်ဟုတ်ဗျာအခုအချင်းချင်းရန်တိုက်ထားခဲ့တာဟုတ်ဗျာတောင်ပြောမြောက်ပြောလျှောက်ပြောခဲ့အဖွဲ့အစည်းလဲကွယ်ရက်ရွာလဲကွယ်ဟုတ်လားနိုင်ငံလဲကွယ်ကွယ်ဘူးလားအမမကွယ်တဲ့သူစီးပြီးနေရမယ်ဇာရေးဆရာရဲ့ဘောက ဟုတ်လားမတွဲချင်တဲ့တွေကိုတွဲပြီးလုပ်နိုင်ရမယ် collaborative လုပ်နိုင်ရမယ် collaboration လုပ်နိုင်ရမယ်အခုတော့ဘာလို့နည်းနည်းဟာနေတဲ့ဟာလေးတက်ရှူတက်ရှူသွားတာတော့တက်ရှူရင်တူလေးနဲ့တောက်တာခဲ့တယ်ထောင်းဆို꿰သွားနိုင်ငံ꿰တာသူတို့တောင်မကင်းဘူးဟုတ်လားအမှုပညာသမားတွေစိတ်ဆရာတွေဒါတည်ထားရမယ်ချက်အဲ့ဒီရဖုန်ကြီးတွေကလည်းရောကောသောကောပါတယ်ဗျအဲ့ဖုန်ကြီးတွေကလည်းရောကောသောကောပါတယ်နိုင်ငံရေးဖုန်ကြီးလားတရားဟောဖုန်ကြီးလားဘာကြောင့်မသိဘူးတပည့်တော်အခုတရားဟောဖုန်ကြီးမဟုတ်ဘူးနော်ရှင်များတို့သင်တန်းပေးနေရနော် ဟုတ်လားအတင်းနဲ့ပြေသူရောအတင်းနဲ့လိုပဲပြောအောင်ပေါ့တရားဟောရင်တရားတွေပဲထိတ်ပြောလို့ရဟုတ်လားအဲ့ဒါဆိုကိုယ်ပိုင်းနဲ့ကိုယ်ကို version နဲ့ကိုယ်ပြောရပါလေအဲ့ဒါကြိုက်တာလို့တို့တော့သူ့နေရာနဲ့သူဟောတော့ဆိုင်ရေးဆရာဆိုသာပေဘုဒ္ဓတဲ့လူသားတွေရဲ့စွန့်မြင်မအောင်ပြောအောင်အဲ့လိုမျိုးပြောအောင်အဲ့ဒါတွေစိတ်တရားမြင်ပါစေရေးဆိုတဲ့အပိုင်းမှာအတူတရိထားပါနော်ဘုန်းကြီးတွေဆိုလည်းဘုန်းကြီးတွေတိုင်းမဟုတ်ဘူးဒီပါတီရဲ့အရှိန်ဝိုင်းကိုအလုံးစုံကြိုက်တယ်ဆိုတော့ဘုန်းကြီးတွေပါတယ်သူတို့ပြောရင်တော့ရှင်မအဲ့ဒီပါတီကအဲ့ဒီပုံကူကြီးတွေကောင်းကြောင်းပြောမှာပဲ အဟိုဘာဒီဟိုဘုတ်ကိုမကောင်းကြောင်းပြောပါပဲကောင်းကြောင်းမကောင်းကြောင်းပြောတာတော့လူတိုင်းပြောတတ်တယ်အကုန်လုံးကောင်းအောင်ပြောဖို့ကြတော့ခက်တယ်ဒီဝိုင်းလို့ရင်ကျတော့နေရာတိုင်း family တိုင်းနဲ့မကောင်းဘူးအခုကမှဆိုရင်ဒါပို့ပြီးတော့မကြိုက်ကြ။ Family တိုက်ဆိုတာပါလေ။စောစောထားမယ်။အိုးအလုပ်ပြီးမှအိမ်မယ်။ချိန်ကန်းတတ်ချက်တွေမရှိဘူး။နိုင်ငံတကာအဲ့လိုသွားဟုတ်လား။မဟုတ်ဘူးစစ်စံနဲ့သွားတာမနက်ရှင်းနိုင်သိရ။မသိရင်နောက်ကျရင်ဘာလုပ်မလဲ။ပတ်သက်ဖြစ်မယ်လေ။အဲ့ဒါကလည်းဖြစ်မယ်လေ။ညနေပဲအထိတော့၄နာရီ၄နာရီကြောင်ရင်ဘယ်လောက်တော့ overtime ပဲ။ တဏ္ဍာရီလို့တဏ္ဍာရီပို့ရတယ်တဏ္ဍာရီအတိကြတယ်လို့သွားတာအဲ့လိုနဲ့တိစားရစီပွားရေးမှာတို့တော့ပရိုင်းနဲ့လုတ်တဲ့ခါကျတော့ရှင်အဲ့လိုရတယ်စားခြင်းလည်းစားရမယ်စားခြင်းမှလည်းစားရမယ်နော်ဟုတ်တယ်မလားအဝေသာရခြင်းလည်းရမယ်ရခြင်းမှလည်းရမှာနော်သူရလို့ကိုမရဘူးဆိုပြီးတော့အဲ့လိုပဲဒါဖြစ်နေလို့မရဘူးအခွင့်ရေးသူကြပို့ပေးတယ်ငါကျတော့တိတ်မပေးဘူးဆိုတာမျိုးအများကြီးမျောလင့်တယ်လို့မရအဲ့တော့မိသားစုစိတ်တဲ့ဆိုပါတယ်ဒီအလုတ်ကငါလုတ်ချင်တယ်လို့ငါအလုတ်လို့မြင်အောင်သူတိစားထား အဲ့ဒါဆိုရင်ဒီဖွဲ့သေးတဲ့မှာမိသားစုစိတ်နဲ့ဖြစ်သွားပြီဆိုတော့လည်းအဲ့ဒီအလုပ်ကိုသူကအကျိုးစီးပွားကိုမကြည့်တော့ဘူးအလုပ်ရဲ့ရလက်ကောင်းဖို့ပဲသူအကျိုးစီးပွားကိုမကြည့်ဘဲနဲ့ဒီအလုပ်ကိုကောင်းအောင်လုပ်နိုင်တယ်အဲ့ဒါဘာစိတ်တဲ့နဲ့တိစောက်ထားလို့မိသားစုစိတ်တဲ့နဲ့တိစောက်ထားလို့ဒီတိုင်းမှာဆန္ဒရိမန်းချက်တွေရှိဦးလားဆန္ဒရိမန်းချက်ရှိအောင်လုပ်ရလားဘာရှိရမလို့အစီအစဉ်ပန်းနိုင်ရှိဖို့လိုလားမလိုဘူးလားအဲ့တော့ဘာအစီအစဉ်မှဘာရိမန်းချက်ပန်းနိုင်မှမရှိဘဲနဲ့ဆန္ဒရှိအောင်နေတော့ရှင်များအောင်မြင်မှုကမရဘူးဆန္ဒရှိအောင်ပဲဆန္ဒရှိအောင်လူတိုင်းသိဖြစ်ချင်တယ်ဗျာ လူတိုင်းအင်္ဂလိပ်စာတတ်ချင်တယ်ဗျာပညာတတ်ချင်တယ်ဗျာဓမ္မကိရိယာကောင်းဖြစ်ချင်တယ်ဗျာရှင်များတို့သင်တန်းတွေမတတ်ဘူးစာအုပ်တွေမဖတ်ဘူးမလေ့လာဘူးဖြစ်ရောလားစိတ်ရှိတိုင်းသာဖြစ်ကြရကြီးဆိုရင်အာတပည့်တော်ငယ်တော်အစိုးတော်လည်းဖြစ်ချင်တာပဲဗျာမင်းသားလည်းဖြစ်ချင်တာပဲဒါခါတည်းကလူရှင်တော်အားလူရှင်တော်ဖြစ်ချင်ဗျာခါတည်းကစစ်သားဖြစ်ချင်ဗျာခါတည်းကသဘုံလည်းဖြစ်ချင်ဖြစ်ချင်ပါဘူးဟုတ်လားအေးဒါဆိုလူသိက္ခာမျိုးပြောင်းနေတာလေဆန္ဒရှိအောင်လုပ်လို့ရလားအဲ့ဒါဆိုတော့ဒီလိုဖြစ်ရှင်တဲ့သန္တာကိုရအောင်အစီအစဉ်တွေကပန်းတိုင်းတွေချမှတ်ပြီးလှုပ်လို့ဘူးလှူလားမလှုပ်ဘူးလားဗျာ အလုံးလုံးတိုင်းအစီအစဉ်ရှိပါသေးတယ်အထီးအရင်တိုင်းအလုံးလုံးပါမြတ်စွာဘုရားဘုရားဖြစ်အောင်လုပ်မယ်ဆိုတော့အစီအစဉ်ပါတယ်ဆိုရဘုရားဖြစ်အောင်ဘာတွေလုပ်အောင်မလဲအရပါရမီ7ပါးဘယ်အစီအစဉ်နဲ့လုပ်မလဲဘာဝနာ4ပါးဘာဝနာ5ပါးနဲ့လုပ်မယ်အစီအစဉ်ရှိရမယ်ရီမန်းချက်တွေရှိထားရမယ်အစီအစဉ်ရှိရမယ်အစီအစဉ်တိုင်းအလုပ်တွေကိုကောင်းတဲ့ပုံပို့လို့ရတယ်အဲ့ဒါဆိုရီမန်းချက်ပန်းတိုင်းကရောက်မှလားမရောက်ဘူးလားဗျာဘုရားရှောက်ခဲ့တဲ့လမ်းပါပါတထာဂရဏဘိသံဗုဒ္ဓဟုတ်လားဘုရားတိုင်းရှောက်ခဲ့တဲ့လမ်းပါပဲဘာအောင်ဆောင်ကြတော့ပါလဲ လောင်းတမ်ပလန်ရေရှည်မြင်ရှိရတတိယပြောတယ်နော်မျိုးဆက်တစ်ဆက်အဲ့မျိုးသက်ရေးချင်ငါမျိုးသက်တဲ့နောင်မျိုးသက်ကပိုကောင်းနောင်မျိုးသက်တဲ့နောင်မျိုးသက်ကပိုကောင်းအဲ့အတွက်တပြည့်တို့ဘလို့တိဆောက်မလဲတယောက်ကကျင်းပြစီချင်းမဲ့လို့ဆိုရင်ဒါကေတာနေနေနဲ့ကျောင်းဆရာလေးဘွားကနေခက်ခက်ခဲသူတို့အများကြီးတိဆောက်ခဲ့ရတယ်ကွန်မြူနတီပါတီကိုဒါ short တွက်လို့မရတေချာကေတာတေချာမွေးခဲ့တာအခုအမေရိကန်ကောင်းလောင်ကောင်းလားအခုရမ်းမလာဖြစ်နေရလေအဖိုးကြီးတွေပဲရှိတယ်ရှစ်တဲ့တန်းကြီးတွေလည်း ကမ္ဘာဦးဆောင်ရှစ်တဲ့တိုင်းတွေအဲ့ဒါတော့လူငယ်တွေကအရှင်းရှင်းနဲ့သူမရှိလို့လားလို့မေးကြရှိတယ်။အမေရိကန်ရဲ့စူပါဘာဝါနောက်နှစ်တရာမခံလာဘူးချစ်။ဒီတိုင်းဆိုရင်လေဟုတ်လားအဲ့တော့တရုတ်ကကမ္ဘာမှာအကောင်းဆုံးဆိုတဲ့ကလူအခု90မှာတရုတ်က200ခန်းခန်းရန်တော့လားရှိတယ်။အကောင်းဆုံးတက်ကလူကြီး90မှာတရုတ်တွေအကြောင်းတက်နေတာ200ခန်းခန်းရန်တော့လားရှိတယ်။တရုတ်မှာအခုအရှေ့ပိုင်းကနေပြီးတော့ခေါင်းဆောင်ကြီးတွေကပြထားတယ်နောက်တန်းမှာတကယ်တမ်း run နေတာကလူငယ်တွေကတကယ် run နေတာ။အဲ့ကြောင့်လူငယ်တွေဆိုအလုပ်ကိုပိုးလုပ်နိုင်တယ်ပိုးစဉ်းစားနိုင်တယ်ပိုးပြီးခင့်မြင်ရှိတယ်။ ဒါကြောင့်တရုတ်ကရှင်နီးမြညာမှာအမေရိကန်တို့မျက်ကုံးလောက်အောင်တိုးတက်လာအဲ့ဒါရှင်များတို့ပုံရိပ်ပုံပြထားတာတမျိုး နောက်မှတကယ်ရွမ်းနေတဲ့အုပ်စုကြီးတက်သက်ရှိအဲ့ဒါလဲကဘာအတွက်ဒါထူးခြားတဲ့ဟာ